ခဏခုရောက်နေတာမြမတက်ကြတဲ့29ခုနဲ့ပါ AD နဲ့ကတော့100ခုနဲ့လောက်ပေါ့တရားနေပဲပကံပြည်ရဲ့ဇလန်ဆပါပြီဇာကြီး19ရွာကိုစုပြီးတော့ဘရင်တစ်ပါးပေါ်လာပါတယ်ဒီဘရင်ရဲ့နာမည်ကသမုတ်တဲ့မင်းပါဒီရွာ19ရွာကအေးချမ်းနေတာတော့မဟုတ်ပါဘူးရွာတွေကိုဒုက္ခပေးနေတဲ့အကောင်ကြီး၄កောင်ရှိပါတယ်ဒီ၄កောင်ကနှက်ကြီးဝက်ကြီးကြားကြီးနဲ့ရှူးပြန်ကြီးတို့ပါတကယ်ရှိခဲ့လားတော့ကျွန်တော်လည်းမသိပါဘူးဒီလိုနဲ့ တနေ့ကျတော့လူတယောက်ပေါ်လာအခုကျွန်တော်အင်္ဂလိပ်ပြောလိုက်လို့ရငါတက်လာလဲပါပါဒီနေရာမှာရတနာတွေလည်းဖီထားပါသေးတယ်သူ့နာမည်ကိုကိုကျော်ကြီးလို့ခဏမှတ်ထားလိုက်ပါကိုကျော်ကြီးကပေါ်လာတဲ့ဆိုပကံကိုတန်းသွားပြီးတော့ကြာကြီးရှူးပြန်ကြီးနဲ့ဝက်ကြီးတို့ညားနဲ့ပြစ်တက်လိုက်ပါပြီးတော့ငှက်ကြီးကိုလည်းတတ်ဖို့ဆက်သွားပါတယ်တွားရင်းနဲ့လမ်းမှာ short လေး9ရောင်းနဲ့တွေ့ပါတယ် သူတို့ခုနှစ်ယောက်ကငှက်စာကျွေးဖို့လာတာပါဒီအချိန်မှာပဲငှက်ကြီးရောက်လာပါတယ်ရောက်တယ်ဆိုဒီငှက်ကိုကိုကျော်ကြီးကနှားနဲ့ထပ်ပြတ်တက်ပါပြီးတော့ငှက်တောင်ကိုချုပ်ပြီးရှော်တီလေးခုနှစ်ယောက်ကိုရွက်ပြီးပြန်ခိုင်းလိုက်ပါတယ်အလာတုံးကငှက်စာကျွေးရတာတောင်ဒီလောက်လေးမယ်မထင်ပါဘူးဒီအကြောင်းကိုရွာ16ရွာရဲ့မင်းကြီးတော့ချက်ချင်းကိုကျော်ကြီးရှိတဲ့နေရာကိုလိုက်သွားပါတယ်ဒီတော့မှကိုကျော်ကြီးကတကောင်းကြီးရဲ့မင်းသားမှန်တိသွားပါတယ်မင်းကြီးကလည်းတမီတီရိသန္တာဒေဝီနဲ့ပေးထားလိုက်ပါတယ်ဒါနဲ့ ုကျော်ကြီးရဲ့နာမည်က40ပါမင်းသမီးနဲ့40နဲ့ညာတော့ပါတကယ်မလဲဘယင်ဖြစ်မှာပါဒါဆိုရင်တော့မှားပါတယ်ဘာလို့လဲဆိုတော့ဖတ်ကြည့်ပါဘီလိုနဲ့သမုတ်တရဲ့မင်းကြီးကအသက်89နှစ်နဲ့နတ်ရွာဆန်သွားပါတယ်ပြီးတော့40ကဘယင်မတည့်ပဲရသက်ကလူဝေလဲပြီးဘယင်ဖြစ်လာပါတယ်ဒီရသက်က40ငငယ်ကပညာသင်ပေးခဲ့တာကြောင့်ဆရာကိုကျေးဇူးဆက်တဲ့အနေနဲ့မင်းရောက်ခဲ့တာ။ဆန်ကြီးရောကြီးဆန်ကြီးရောကြီးအိုးအိုးကို40ရဲ့ကျေးဇူးတည်တတ်မှုအတွက် ပလက်96ပူအမှတ်ပါရတိကနေလူကိုလဲပြီးဘရင်ဖြစ်လာအောင်ရတိကြောင်မင်းဆိုတဲ့ပွဲကိုရခဲ့ပါတယ်အသက်84ကျော်မှဘရင်ဖြစ်တာတော့မင်းတီတိန်ကို15နှစ်လောက်ခံစားပြီးတော့တရားချောင်းထဲမှာနတ်ရော်ဆန်သွားတာပါဆရာရတိဘာကောခေါ်သွားမှာသော်တိဘရင်ဆလုပ်ပါတယ်ဘရင်ဖြစ်လာတော့ယူယူသော်တိတော့မဟုတ်တော့ပါဘူးသူသော်တိမင်းဖြစ်သွားပါပြီသော်တိမှာမိဖုရားနှစ်ပါးရှိပါတယ်တယောက်ကတိတိဇန္နာတည့်ပြီးနောက်တယောက်ကငကားမင်းသမီးကရဏကရကိုဟာကိုဖတ်ပါ ဒါမှအလွယ်အောင်တို့ရတာပါနာမည်အပြည့်တော့ကနာမည်နှစ်ခုလုံးရဲ့နောက်မှာဒေဝီတွေထည့်လိုက်ပါဒါရင်မဲလားဆိုတော့လည်းမဟုတ်သေးတယ်မဟုတ်တခြားကိုလို့တော့16000လောက်ရှိပါသေးတယ်သူစောဒီမင်းနဲ့တွေ့ရင်အစွန်းထွက်1000လောက်စွန့်ဖို့ပြောမှကျွန်တော်တယောက်တည်းလို့တော့မထင်ပါဘူးငကားမင်းသမီးနဲ့သားတယောက်မွေးခဲ့ပြီးတော့နာမည်ကိုထီမင်းရင်လို့ပေးခဲ့ပါတယ်ပကံမှာဖရားတွေလည်းတော်တော်များများတဲခဲ့ပါသေးတယ်ဒီထဲမှာနာမည်အကြီးဆုံးကငှက်ပြက်တောင်ဖရားပါဘာလို့နာမည်ကြီးတယ်ပြောလဲဆိုတော့မဲ့ပိုင်းလည်းမဆောင် တပင်ကောက်ရင်လည်းမစားဘူး။ကင်းလုံးကြီးရင်လည်းမစားဘူး။ပိတ်ရင်လည်းမစားဘူး။ဝိုင်းရင်လည်းမစားဘူး။ဒီလောက်ဆိုတန်းတည်မယ်ထင်ပါတယ်။တောင်ဆိုပေမဲ့တကယ်ကပေ20လောက်ပဲနင်းတဲ့ကုန်းနေပေါ်မှာတည်ထားတာပါ။ဒီဖျားအပြင်ဘူးဖျားလည်းရှိပါသေးတယ်။ဘူးဖျားကကြတော့ပကံမှာဘူးပင်တွေအနယ်တွေနားလာလို့ပြူသောဒီကနှိမ့်နေဘူးဖျားကိုတည်ခဲ့တာပါ။ဒါဆိုပြူသောဒီကဘူးပင်ရှင်းခဲ့တာပါ။ထားပါ။ အသက်130အထိနေသွားပြီးတော့ကောင်းမှုကုသိုလ်တွေလည်းပကံအပြည့်မှာလုပ်ခဲ့တယ်လို့ဒီပကံကြီးတိုးတက်စေခဲ့တဲ့မင်းဆိုရင်လည်းမမားပါဘူးတကယ်တော့ပါတယ်ပြူသောတိနတ်ရဆန်သွားတော့တက္ကတိ164မှာထိမင်းရင်ကဘယင်ဖြစ်လာပါတယ်ဒီကြားတယ်ဘာတွေဆက်ဖြစ်လဲဆိုတော့ဘာမှမတက်ပါဘူးတရနှစ်နှစ်လောက်ပကံကလက်ရှိမြန်မာနိုင်ငံလောက်တော့စိတ်လုံရှားတဲ့အောင်မရှိခဲ့ပါဘူးဒါကမီးလာရင်ရေးလို့ပေါ်ရတာကနေအဆဝီပီရင်ကြော်ရတာအဆုံမရှိသေးလို့လည်းပါမှာပါဝီပီရင်ဆိုမှတနေ့တနေ့ဖရီးဝီပီရင်တွေတုံးရတာလေ တူတော်ဒီကိုလောက်တော့တောင်းချောင်းတော်လောက်ထားပြီးထင်းမင်းရင်တယောက်ရသလိုပါပဲဒီလိုမဖြစ်ချင်ပရီမီယံဘွေပင်းတွေကိုတလတစ်ထောင်လောက်ပေးပြီးဒါဝယ်သုံးလိုက်ပါဘွေပင်းနေမဲလားဆိုတော့ကက်ကက်နဲ့ Spotify တို့လိုတခြားပရီမီယံတွေလည်းရပါသေးတယ် website နဲ့ Telegram နှစ်ခုလုံးမှာတွားကြည့်လို့ရပါတယ်ဒီသွားချင်မှာလင့်ထည့်ပေးထားလို့ကြည့်ရအောင်တွားကြည့်လိုက်ပါကြည့်ကမပေးရပါဘူးထိတ်ချပါပြင်းစရာကောင်းတဲ့တရားနှစ်နှစ်လောက်ကြော်ပြီးရင်တော့ဒုတိယပကံစပါပြီအဘဲမောင်တင်တယ်တို့နတ်မောင်နေမှာနှစ်ယောက်ကလည်းဒီမှာစပါတယ်တေးလေကြောင်မင်းလက်ထပ်မှာပါ ီသလန်ကအရာဝတီမြေထဲမှာသကားပင်ညောလာနေစပါတယ်ဒီသကားပင်ကရိုးရိုးအပင်တော့မဟုတ်ပါဘူးတကောင်းပရင်ကမောင်တင့်တယ်ကိုမိတင်ရှိုးခဲ့တဲ့အပင်မှာမောင်တင့်တယ်ကခွန်အားကြီးလို့နဲ့ဘရင်ကကြောက်ပြီးတတ်ဖို့လုပ်ပါတယ်ဒီတော့သူလည်းပြေးတာပေါ့ဘရင်ကဒါကိုတစ်ချက်ခုနှစ်ချက်ပြကြံသုံးလိုက်ပါတယ်မောင်တင့်တယ်ရဲ့ညီမကိုမိဖုရားနှောက်ပြီးအကိုကိုပြန်ခေါ်ခိုင်းပါတယ်ညီမကိုယုံပြီးတော့ရောက်လာတဲ့အကိုကိုဒီအပင်မှာကြိုးချပြီးမိရှို့လိုက်တာပါ ညီမကလည်းဒါကိုသိတော့သူလည်းမီးပုံနဲ့ဝင်ပြီးတိတ်သွားပါလေ။မောင်တစ်တဲ့မောင်နှမတစ် nothing wrong မှာပြီးတော့ဒီအပင်ကိုလည်းအေယာဝတီနေထဲမှာညှောလိုက်ပါလေ။ညှောလာရင်ကနေပကံကိုရောက်လာတော့သေးလဲကြောင်မင်းကပုတ်ပါးမှာနေခိုင်းလိုက်ပါလေ။တကယ်လို့ဒီမောင်နှမသာပကံမှာလူတစ်ခဲသေကြမယ်မထင်ပါဘူး။ကျွန်တော်တို့ဒီလိုပြောရှင်းတဲ့ရမီးယာမာနာမလေးပြရတာတိတ်ကိုကန်ကောင်းပါလေ။တေးလေကြောင်မင်းကအသက်66ရောက်မှနှက်ရွာဆန်သွားပြီးတော့တက်ကြွ309ကိုရောက်လာပါပြီ။နောက်မှထပ်ပြမဲ့အကြောင်းလေးကိုတော့အပိုင်းနဲ့နဲ့ဆက်ပါမယ်။ ပကန်ဒီပြတဲ့အထိအထင်ကရမင်းနေတယောက်မှမလုပ်အောင်ပြောပြပေးမှတကယ်လို့လိုက်ရင် subscribe လေးတော့လုပ်ခဲ့ကြပါအောင်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုရောက်မှပြန်တွေ့ကြမယ်